ရန်ကုန်မြို့အခြေဆိုင်ရုရှားဖက်ဒရေးရှင်းနိုင်ငံတန်ယုံမှကျင်းပတဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့အမျိုးသားနေအထိမ်းအမှတ်အခမ်းပွဲကိုဇွန်လ17ရက်နေ့မှာရန်ကုန်မြို့လော်တီဟိုတယ်မှာကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွေ့အမြင်မူဗိုလ်ချုပ်ကြီးအောင်လင်းတွင်နေဇနီးတို့တက်ရောက်ကြောင်းမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတန်မတ်ကြီးမစ္စတာအစ်စကန်တာအစီအစဉ်စစ်တမ်းမှုနဲ့တာဝန်ရှိသူတို့ကကြိုဆိုနှုတ်ဆက်ပါတယ်

အဲ့အိနာမြန်မာနိုင်ငံဆိုင်ရာ Russia Federation နိုင်ငံတမ်မဲကြီးကနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ ဆက်လက်ပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်သိပ္ပံဆိုင်ရာ အောင်မြင်မှုများစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်နိုင်ငံတကာရေးရာဆိုင်ရာအခမ်းအနားအားပွေရုံနှင့်ဖွင့်လှစ်ပြသပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ယဉ်ကျေးမှုအဖွဲ့တို့ကရိုးရာယဉ်ကျေးမှုအကအလှများနှင့်ကပြဖြောက်၍တင်ဆက်ပါသည်။ အဲ့နော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှုနယ်ဇနီးမြန်မာနိုင်ငံဆိုင်ရာ Russian Federation နိုင်ငံအသံမကြီးတို့ဟာအခမ်းအနားသို့တက်ရောက်လာကြတဲ့သူများနဲ့အတူစူပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ကြပါရစေရှင်။